ဘောရာတို့ဘာပဲကြည့်ဒီ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ် VPN ဝင်ပြီးတော့ကြည့်ပြီးသားကိုမြတ်တာရက်ခံရင်းနေပဲဒီနေ့မှကတော့တင်ဆက်နေလက်ဆာ series ဖြစ်တဲ့ manipulator အပိုင်းကို let's go ပါခင်ဗျာဒီပိုင်းဆောင်မတော်ထဲကျုံးကသူမကျူးလုံးပဲနဲ့မတရားဖန်ဆီးခံခဲ့ရတဲ့အမှုရဲ့တရားခံကဘတ်တူကြောင်းပဲဆောင်တည်သွားပြီးတော့ရန်အောင်ဒေါသထွက်နေခဲ့ပါတယ်တပတ်ကနေထဲကျုံးအဆောင်ကြည့်နေယိုဟန်ကလည်းသူ့ဘော်ချင်းကြောက်တဲ့စကားတွေပြောသွားပြီးတော့ထပ်စီးဆန်သွားတဲ့ဒိုကြောင်းကိုမကျေနပ်ဖြစ်နေတာကြောင့် အရန်တွေစူးစမ်းပြီးတော့ဒူးကျုံနဲ့ထဲကျုံနဲ့ထိတ်တိုက်တွေးပေးဖို့အတွက်ထဲကျုံရှာအလွယ်အောင်ဒိုကြောင်းရဲ့ social account မှာ hack ပြီးတော့ public ပါပြောင်းထားပေးလိုက်ပါသေးတယ်။ယိုဟန်ကထဲကျုံနဲ့ဒိုကြောင်းနှစ်ယောက်တည်းကဘဲကောင်သေးသေးသူ့အတွက်ကအမြတ်ပဲမလို့တစ်ချက်ကုန်တစ်ချက်ပြနေနေထဲကျုံနဲ့ဒိုကြောင်းတို့ထိတ်တိုက်တွေးပြီးပြဿနာတွေတက်အောင်လို့စီစဉ်ပေးလိုက်တာပဲဖြစ်ပါတယ်။ထဲကျုံကယိုဟန်ရဲ့အလုံယုံအစာအုပ်တွေကိုပြန်လာခဲ့ပြီးတဲ့နောက်မှာတော့ဒိုကြောင်းရဲ့ social account ဝင်ဖွေပြီးအချက်လက်တွေကိုရှာကြည့်ခဲ့ပါတယ်။အဲ့နောက်ဒိုကြောင်းကလက်ရှိမှာဘူဆန်ရောက်နေရဖြစ်ပြီးတော့သူရောက်နေတဲ့ နေရာရဲ့ location နဲ့ story မှာတင်ထားခဲ့တာကြောင့်ထဲကျုံးလဲဒိုကျောင်းရှိရာဘူဆန်ကိုချက်ချင်းပဲလိုက်သွားခဲ့ပါလေတပတ်မှလည်းစုံနောက်ဝန်နဲ့ထောင်ဆောင်ရန်တို့ကထဲကျုံးရဲ့ border စီသွားပြီးတော့ထဲကျုံးနဲ့ပတ်သက်ပြကိုမေးမြန်းဆက်ဆဲနေခဲ့ကြပါလေ border ကလည်းလွန်ခဲ့တဲ့နှစ်တွေတဲကထဲကျုံးစီကိုထောင်ဝင်စားသွားတွေးကြပြီးမယ်ထဲကျုံးကလက်မခံခဲ့တာကြောင့်အဲ့ဒီချိန်တဲကနေလက်ရှိထိအဆက်အသွယ်များတို့ကြောင့်ပြန်ပြောခဲ့ကြတာပါနောက်ပြီးတော့ထဲကျွန်းရဲ့ဘော်ရာတွေကသူတို့တငယ်ချင်းထဲကျွန်းကစိတ်ထားမှန်တဲ့လူကောင်းတယောက်ဖြစ်လို့ဒီမှုမှမတရားခံရဖြစ်နိုင်တယ်ဆိုပြီးတော့ပြောကြချိန်မှာတော့ စုံနောက်ဝန်ကလည်းတငယ်ချင်းတန်ရုံးစဉ်ကြောင်းသာထဲကျုံလူကောင်းလို့မြင်နေတာဖြစ်မယ်ဆိုပြီးရည်သေးသေးတွေပြန်ပြောခဲ့ပါလိမ့်ထဲကျုံရဲ့ဘော်ဒါတွေကကျွန်တော်တို့စီကိုဘာလို့ထဲကျုံကြောင်းနေလာမေးနေရလဲတီးကျင်ထောင်ထဲမှာရှိနေထဲကျုံမဲ့ဓာတ်ရိုက်မေးလိုက်ပါလားဘာလို့လဲထဲကျုံကထောင်ထဲမှာမရှိတော့လို့လားဆိုပြီးတော့နားမလဲလို့နဲ့မေးလိုက်တဲ့အခါမှာတော့စုံနောက်ဝန်ကထွေထူးပြန်မဖြေပဲထဲကျုံနဲ့ပတ်သက်လို့အကြောင်းတစ်စုံတရာထူးခြားလိုက်သူ့ကိုချက်ချင်းဆက်သွဲပါဆိုပြီးလိမ့်စာကတ်ကိုပေးပြီးတော့နေရာကနေထွက်သွားပါတော့တယ်ထောင်ဆောင်ရန်ကလည်း အရာရောင်စိတ်မြန်လက်မြန်နဲ့စိတ်ထင်တိုင်းလှုပ်တက်တဲ့စုံနောက်ဖွယ်ကိုတော်လေးကိုစိတ်ကုန်နေဖြစ်ပေမဲ့ထောင်မီးကိုယ်တိုင်စုံနောက်ဖွယ်ကိုကူညီပေးဖို့အမိန်ပေးထားတာကြောင့်ဘာမှအထုံးမတက်ရဲပဲဖြစ်နေခဲ့ရပါတယ်။စုံနောက်ဖွယ်ကကားပေါ်တက်ဖို့လုပ်ချိန်မှာတော့အနောက်ကနေလိုက်လာတဲ့ထောင်ဆောင်ရန်စီကိုဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်။တပတ်ကဖုန်းခေါ်သူကထဲကျုံးမဲ့ဖြစ်ပြီးတော့ထဲကျုံးကသူ့မှုမှာတကယ်ကျူးလွန်ခဲ့တဲ့တရားခံကိုယ်တိုင်ဖမ်းပေးရင်ဘာလို့ပေးမလဲဆိုပြီးတော့မေးလာခဲ့ပါတယ်။ထောင်ဆောင်ရန်ကဘတ်ထဲကျုံးလာလို့မေးပြီးတော့ဦးကြောင်ကြောင်ဖြစ်နေရကြောင့်စုံနောက်ဖွယ်လည်းကားထဲမဝင်သေးဘဲနဲ့ပြန်လှည့်လာခဲ့ပြီးတော့ ထောင်ဆောင်ရဲရဲ့လက်ထဲကဖုန်းကိုဆွဲလူပါတော့တယ်။နောက်ပြီးတော့စောနဝံကဘက်ထရီကျွန်းလာလို့မေးပြီးတော့ဆဲဆူလိုက်တဲ့အခါမှာတော့ထဲကျွန်းလဲဖုန်းချပြီးတော့လစ်သွားပါတော့တယ်။ဒီကျွန်တော်ထဲကျွန်းကဘူဆန်ဝေးပြီးကားကိတ်ကဖုန်းနဲ့ဆက်ခဲ့တာကြောင့်စောနဝံလည်းတစ်ဖက်ကနေဘူဆန်ကားကိတ်တွင်ဘာမလို့ရညာမလို့ရဆိုတဲ့ဂျင်ညာချက်ပေးတန်တွေကိုကြားလိုက်ရပြီးထဲကျွန်းကဘူဆန်မှာရောက်နေစွာကိုတီးသွားခဲ့ပါတယ်။အားကြောင့်စောနဝံကထဲကျွန်းနောက်ကိုအမြန်လိုက်ဖို့အတွက်စကန်လူရေစီချက်ချင်းဆက်သွယ်ပြီးတော့ဘူဆန်မှာရှိတဲ့ကားကိတ်တွေကိုချက်ချင်းပိတ်ပြီးတော့ခီးတဲ့အားလုံးကိုဆစ်ဆေးဖို့အတွက် တရင်လှမ်းပြီးတော့ပို့ပါတော့တယ်ဒါမဲ့လို့လမ်းတွေလွှဲအောင်ထဲကျုံးကိုတိုင်းစီစဉ်ခဲ့တာပဲဖြစ်ပြီးကားကေးကိုရဲတွေပိတ်ဆစ်ပြီးတော့တစ်ဖက်မှာရဲတွေအအောင်ရောက်နေအောင်လုပ်ခဲ့ကထဲကျုံးကတော့ဆိုင်ကယ်တွေပဲသွားလာလှုပ်ရှားခဲ့တာပဲဖြစ်ပါတယ်တပတ်မှလည်းစူအိုးဆိုတဲ့ဇိုးပဲတွေကသူတွေတယောက်ရဲ့မျက်နှာကိုခေါက်သီးနဲ့တဲရိုက်ပြီးတော့အတုံးမကြတဲ့တပည့်ဖြစ်သူကိုလိန်မအောင်ဆိုပြီးတော့ဆုံးမပေးနေခဲ့ပါတယ်ဇိုးကဒိုကြောင်ရဲ့ဘော်ဒါတွေကတယောက်ပဲဖြစ်ပြီးတော့ night life log ရဲ့ဘင်းစုဖြစ်ပြီးတော့မူရဲ့ဆေးတွေကိုဖြန့်ဖြူးရောင်းချနေတဲ့သူလည်းဖြစ်ပါတယ်ဒိုကြောင်ရောက်လာချိန်မှာတော့ဇိုးကတပည့်ဖြစ်သူကိုဆုံးမနေရရက်ပြစ်လိုက်ပြီးတော့ အမိုက်စားပုံစံနဲ့ထုတ်လုပ်လာတဲ့သူ့ရဲ့ပစ္စည်းအစ်တွေကိုပြဖို့အခန်းတစ်ခုတည်းကိုခေါ်လာခဲ့ပါလိမ့်။အခန်းထဲရောက်ချိန်မှာတော့စူဟောကခေါက်သီးလုံးဖြစ်တဲ့ပုံပေါ်ထားတဲ့ထုတ်ပိုးမှုပုံစံအစ်နဲ့မူရည်ဆေးတွေကိုထုတ်ပြလိုက်ပါလိမ့်။ဒူကျောင်းကလည်းဘာပြောကောင်းလိုက်မလဲ။ခေါက်သီးလုံးကိုရိုက်ခွဲချလိုက်ပြီးတော့ဆေးတွေကိုရက်ခွက်ထဲထည့်ပြီးတော့ချက်ချင်းမိဝဲနဲ့ဇိမ်ယူလိုက်တာပါ။တပတ်မှလည်းရုံးရှိကထဲကျုံးရုပ်တရက်ကြီးဆက်သွယ်မရတော့တဲ့အတွက်ဖန်ခံလိုက်ရတာများလားဆိုပြီးတော့ရန်တွေစိတ်ပူနေခဲ့ပါလိမ့်။ဒီကြောင်းဇိုးသမီးလေးအွန်ပြီးကိုပြောပြချိန်မှာတော့ ။ OMB ကအဲ့လိုဆိုရင်လည်းအတီးပြူးကြည့်မယ်လေလို့ပြောကဖခင်ကိုခေါ်ပြီးအကျင်းတော်မှာထဲသွင်းရှိမရှိသွားပြီးတော့စုံစမ်းလိုက်ပါလေ။ထဲသွင်းတဲ့အကျင်းတော်မှာလည်းရှိမနေဘူးဆိုတာကိုသိလိုက်တဲ့အခါမှာတော့ရုံးရှိတို့သားပါလေ။နောက်တစ်မျိုးစဉ်းစားကြပြန်ပါလေ။အဲ့ခါ OMB ကလက်ရှိထဲသွင်းသုံးပြူးနဲ့ဖုန်းကဖခင်ဖုန်းပဲဆိုတာကိုသတိရသွားခဲ့ပြီးတော့ဖုန်းရုံးချက်ချင်းသွားလိုက်ကဖခင်ရဲ့ပျောက်သွားတဲ့ဖုန်းကိုရှာတင်ပါလေဆိုပြီးဖုန်းရဲ့ဒီနေရာကိုရှာခိုင်းခဲ့ပါလေ။ဖုန်းရုံမှာလွှဲတဲ့အချက်လက်တွေဖြည့်သွင်းပေးပြီးတော့ချိန်ခဏလောက်ကြာမှာတော့ရုံးရှိတို့လည်းထဲကျုံးတယောက်ဘူးဆံမာရောက်နေစွာကိုတီးသွားခဲ့ကြပြီးတော့ ဘူဆန်ကိုမြန်ဆုံးပဲလိုက်သွားခဲ့ကြပါလိမ့်။ဆိုတော့ဝမ်လည်းဘူဆန်ကိုထွက်လာနေခဲ့ဖြစ်ပြီးလိုရမယ်ရ။နှွေုံရှိရဲ့ဖုန်းကိုကြေအားခံခိုင်းခဲ့ရကနေဖုန်းကဘူဆန်မှာရှိနေကြောင်းကိုရှာတွေ့ခဲ့တာမလို့ရုံရှိတဲ့ထဲကျွန်းတို့ကသူထင်ထားတဲ့အတိုင်းပဲပတ်သက်မှုရှိနေရပဲဆိုပြီးတော့ထောင်ဆောင်ရန်ကိုပြောပြနေခဲ့ပါလိမ့်။ထောင်ဆောင်ရန်ကတော့ဘာအပြန်မဖြေနိုင်မဲ့တခုခုကိုစဉ်းစားပြီးတော့သာတွေးဝေနေခဲ့ပါတော့တယ်။တကယ်တော့ထဲကျွန်းရဲ့ဘော်ဒါရီစီကအပြန်ထဲကျွန်းဆက်သွယ်လာချိန်တုန်းကထဲကျွန်းကသူရောက်နေတဲ့နေရာနဲ့တရားခံအစ်စ်ဆိုစီရဲ့တဲလွန်စာရှိတဲ့နေရာကိုထောင်ဆောင်ရန်စီမှာပြောပြပေးသွားခဲ့ပါလိမ့်။ ထောင်ဆောင်ရန်လဲကျင်းတော်ထဲမှာတုံးကနေမှန်ပြီးတော့စိတ်ထားဖြူစင်လို့ဂယုနာတတ်ခဲ့ရတဲ့ထဲကျုံကိုကာကွယ်ရမလားအထက်ကအမိန်ပေးတဲ့အတိုင်းထဲကျုံကိုဖမ်းဖို့စုံနောက်ဝံကိုကူညီရမလားဆိုရဲအတွင်းနှစ်ခုကြားမှာရန်တွေကိုစိတ်ရှုပ်လို့နေခဲ့ရပါတယ်တမမတော့ယိုဟန်ကဖျားချောင်းတစ်ခုထဲမှာကျင်းပနေတဲ့ဇာပနာနှစ်ပတ်လဲပွဲထဲမှာရောက်နေခဲ့ပါတယ်တေးဆုံးသွားခဲ့ကြသူတွေကယိုဟန်မိဘနှစ်ပါးပဲဖြစ်ပြီးတော့ယိုဟန်ကလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကမတမာသူတယောက်ရဲ့လက်ချက်နဲ့ရရဆက်ဆက်အသက်ခံခဲ့ရတဲ့မိဘနှစ်ပါးကိုဇွေမျိုးတွေနဲ့တူဂါရဝပြုနေတာပဲဖြစ်ပါတယ် ယွမ်ပွဲထဲမှာရှိနေချိန်မှာတော့ဦးလေးဆိုသူရောက်လာပြီးမိဘတွေတေဆုံးခဲ့တဲ့ကိစ္စကြောင့်ယင်လိုအိမ်မဆိုးတွေမတ်သေးလားဆိုပြီးတော့မေးပြီးတော့ကိုကိုကယူဆိုင်ပြီးနေအောင်ဘာညာနဲ့နှစ်သိမ့်စကားပြောသွားခဲ့ပါလေပွဲပြီးချိန်မှာတော့ယိုဟန်ဒေါ်တယောက်ကယိုဟန်ကိုလမ်းခေါ်ပြီးသူမရဲ့အကြီးကဲဖြစ်ခဲ့တဲ့ယိုဟန်မိဘတွေတေဆုံးလာလေဆယ်စုနဲ့တခုရှိပြီဖြစ်ပြီးတော့ယိုဟန်ကလည်းကိုချရော့ဘော်ကိုယက်တီနိုင်တဲ့အရွယ်တခုရောက်နေမလို့မိသားစုပိုင်းဆိုင်တဲ့အမွေတွေကိုခွဲဝေဖို့ကိစ္စအချိန်တိုင်းမဖြစ်ကြောင်းကိုပြောလာခဲ့ပါလေယိုဟန်ကတော့သူ့ဘက်ကလည်းအစင်းသိဖြစ်နေမလို့ အတော်တော်စိတ်ကြအစီအစဉ်မှာဆိုပြီးတော့ဒါတလေးစားနဲ့ပြန်ပြောခဲ့ပါတယ်။ဒေါ်ဖြစ်သွားလေယိုဟန်စကားကိုသဘောကျသွားခဲ့ပြီးတော့ပွဲပြေးမဆုံးတာကြာဖြစ်တဲ့မိသားစုဝင်အကုန်စုပြီးဓမင်းစားကြမှာမလို့ယိုဟန်လည်းလာခဲ့ပါဆိုပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်။ယွမ်ကတော့ရေးကြီးလုပ်ကိစ္စရှိနေကြအောင်မတက်ရောက်နိုင်ကြောင်းကိုတောင်းပန်လိုက်ပါတယ်။ဆွေမျိုးအလုံးပြန်သွားချိန်မှာတော့ယိုဟန်ကိုလည်းအင်တော်ရင်းကလာပြီးတော့ဂျိုးပေးခဲ့ပါတယ်။ယွမ်ကအင်တော်ရင်းကိုဘာလို့ထဲကိုလိုက်မလာပဲကားထဲမှာနေခဲ့တာလေလို့မေးလိုက်တော့အင်တော်ရင်းလည်းယိုဟန်ဦးလေးတွေဒေါ်တွေကသူမကိုမကြိုက်ကြမှန်းသိနေတဲ့အတွက်တတ်တတ်ရှောင်ပေးနေရပါလို့ပြန်ပြောခဲ့ပါတယ်။ အန်အောင်ယွမ်ကပွဲထဲမှာအမျိုးတွေကသူ့ကိုဟန်ဆောင်ကူးဆိုက်ပြတာတွေနဲ့အမွေခွဲဖို့အတွက်ပြောနေစကားတွေကိုညီးငွေနေဖြစ်ကြောင်းနဲ့အဲဒါကြောင့်လေသူတို့တွေဖိတ်တဲ့ဒင်နာပွဲကိုမတက်တော့ဘဲအိမ်မှာပဲအိန်တော်ရင်းနဲ့အတူသမင်းစားတော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒါချင်းအိန်တော်ရင်းကလည်းဒီညနေမှာအရေးကြီးကိစ္စအလုံးတစ်ခုရှိလို့ယွမ်နဲ့အတူသမင်းမစားပေးနိုင်တာခွင့်လွှတ်ပါဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်ယွမ်ကတော့မလန်းမကန်းမှရှိနေတရုတ်မောင်ကိုမြင်ပြီးတော့အိန်တော်ရင်းပြောတဲ့အရေးကြီးတဲ့အလုပ်ဆိုတာဘာလဲဆိုတာချက်ချင်းပဲသဘောပေါက်သွားခဲ့ပါတယ်ယွမ်ထွက်သွားချိန်မှာတော့တရုတ်မောင်အိန်တော်ရင်းစီရှောက်လာပြီး ခိုင်းနာကိစ္စတွေအလုံးဆင်းသေးပြီဖြစ်ကြောင်းကိုလာပြောခဲ့ပါတယ်။ညနေရောက်တဲ့အချိန်မှာတော့တရုတ်မှနေရာတစ်ခုမှရောက်ရှိနေခဲ့ပြီးတော့အခမ်းအနားရှိမှလူတွေကိုရဲဆက်ဆက်တပ်ဖြတ်နေခဲ့ပါတယ်။ပြီးမှအင်တော်ရင်းလည်းရှိနေပြီးတော့သေဆုံးသွားတဲ့သူတွေကတော့ခြားသူတွေမဟုတ်ပဲနေလေကယိုဟန်မိဘတွေရဲ့နှစ်ပတ်လည်ကိုတက်ရောက်ခဲ့တဲ့ယိုဟန်ရဲ့ဆွေမျိုးတွေပဲဖြစ်ကြပါတယ်။အားလုံးကိုတပ်ပြီးတဲ့နောက်မှာယိုဟန်အတော်ဖြစ်သူအလဲကိုရောက်ချိန်မှာတော့တရုတ်မှအင်တော်ရင်းရဲ့လက်ထဲကိုဓားထည့်ပေးလိုက်ပြီးကိုတိုင်းစီရင်ခိုင်းခဲ့ပါတော့တယ်။အတော်ဖြစ်သူကတော့အင်တော်ရင်းကိုမြေမြင်းချင်းဆဲဆူနေခဲ့ပြီးတော့ အိမ်တော်ရင်းကိုချိန်မီဖယ်ထုတ်ခဲ့ရမှာလို့လည်းပြောနေခဲ့ပါတယ်။အိမ်တော်ရင်းကတော့ဆွေမျိုးတွေအားလုံးအဲ့လိုလုပ်လို့မရအောင်ယိုဟန်ကကာကွယ်ပေးနေပါတယ်လို့ပြန်ပြောခဲ့ပါတယ်။အဲ့ချိန်တော်ဖြစ်သူကယိုဟန်ကိုသူ့မိရင်းကဘသူဆိုတော့ပြောလိုက်ပြီလားလို့မေးလိုက်ပြီးနေရင်ယုံညံ့တဲ့အသွေးသားတွေနဲ့သူ့ရဲ့မျိုးရိုးဖြတ်စည်းပြမလို့လားဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်။အဲ့ချိန်အိမ်တော်ရင်းကတော့ခုချိန်ဒီကုမ္ပဏီကိုတယောက်တည်းရုံးကန်ပြီးတော့ဆက်လက်ထိန်းသိမ်းခဲ့တာယိုဟန်ပဲဖြစ်ပြီးမိသားစုပိုင်းရှယ်ယာအနေငယ်ကိုအကြောင်းပြပြီးတော့ကုမ္ပဏီကအကျိုးအမြတ်တွေကိုပိုင်ဆိုင်ခြင်းပြီးတော့အမွေခွဲဖို့ကိစ္စကိုတတွတ်တို့ပြောနေတဲ့တစ်ဖက်ကအမျိုးသမီးလိုလူတွေကမှာ ယုံညံ့နေသူတွေပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အဲဒီချိန်ဘေးနားမှာလဲကြနေသူနှစ်ယောက်ကအသက်မသေသေးပဲထွက်ပြေးဖို့လုပ်နေကြအောင်ဘေးမှာရှိတဲ့တယုံမကပဲထပြီးတော့ရှင်းပေးလိုက်ရပါတယ်။အင်တော်ရင်းကတော့ယိုဟန်နှလုံးသားကိုဖွင့်ဟာနိုင်ခဲ့ပြီးတော့ဇွေမျိုးမြည်ခံထားတဲ့ဦးလေးတော်တွေကြားမှာဒုက္ခရောက်နေခဲ့တဲ့ယိုဟန်ကိုကူညီပေးနိုင်တာကသူမတယောက်ပဲရှိသလိုယိုဟန်ကလည်းသူ့ဘေးကနေသူမထွက်သွားမှာကိုအရန်ကိုမုန်းမှာပါလို့ဆက်ပြီးတော့ပြောလိုက်ပြန်ပါတယ်။အတော်ဖြစ်သူကတော့အင်တော်ရင်းကကိုယ့်ရဲ့ကိုကြိုးအတွက်သာယိုဟန်ကိုအသုံးချနေရပါလို့ပြန်ပြောပြီးတော့ဆဲဆိုပြန်ပါတယ်။ အန်နော်ရင်းကတော့ယိုဟန်ကသူမကိုနားကနေထွက်သွားမှာဆိုတာကြောင့်တညမှာသူမစီကိုရောက်လာပြီးတော့သူမမျက်လုံးထဲကိုဗရားလောင်းချပြီးတော့မျက်စိကန်းအောင်လှုပ်ပေးခဲ့တာလို့ဆိုပါရယ်။ဒါလည်းယိုဟန်ကသူမပေါ်ထားတဲ့ချစ်ချင်းကိုထုတ်ပြပေးခဲ့တာဖြစ်ပြီးသူမလည်းအဲ့ဒီချစ်ချင်းတို့အများရန်ကျေးဇူးတင်နေတာဖြစ်တယ်လို့စိတ်ဆဆန်းစွာပြောချလိုက်ပြီးတဲ့နောက်မှာတော့အမျိုးသမီးရဲ့ရင်ဘတ်ကိုဓားနဲ့ထိုးဆိုင်ပြီးရရဆက်ဆက်အဆုံးသတ်ပေးလိုက်ပါတော့တယ်။ဘူဆန်မျိုးရဲ့တနေရာမှာတော့ဘွဲတော်ကြီးတခုစီကားတိုင်းမြိုင်စွာနဲ့ကျင်းပါနေကြပါရယ်။ဒီဘွဲကိုဒိုကြောင်းနဲ့ရောက်လာပြီးတော့ဘွဲတဲ့ဝင်ချင်းမှာပဲ။ မိန်းကလေးတယောက်ကားနဲ့တိုက်မိတော့မလို့ဖြစ်သွားခဲ့ရပါတယ်။မိန်းကလေးကကားကိုမစင်မချင်းမောင်းရပါမလားဆိုပြီးဆဲဆိုတော့ဒိုကြောင်နဲ့သူ့ကိုဆဲရပါမလားဆိုပြီးတော့မိန်းကလေးကိုလူတွေရှေ့မှာနေရိုက်နှက်ပစ်လိုက်ပါတယ်။အဲဒီအချိန်စူဟိုနဲ့သူ့ဘရဲတွေရောက်လာပြီးတော့ဒီညအသက်ကုန်ကဲပြီးအချိန်ကောင်းလေးဖန်ပြီးကြမှာမလို့စိတ်ရှုပ်စရာတွေမလုံးနဲ့တော့ဆိုပြီးဒိုကြောင်ကိုခေါထုတ်သွားလိုက်ရပါတယ်။ထဲကျွမ်းလိုက်ပြီးပွဲထဲမှာရောက်နေခဲ့ပြီးတော့ဒိုကြောင်ကိုမြင်လာနဲ့အပီပင်တီးဖို့အတွက်အချိန်နဲ့တခုကိုစောင့်နေခဲ့ပါတယ်။ဒိုကြောင်ကပါတီလုံးမဲ့တင်းမောဘုံတက်သွားချိန်မှာတော့နောက်ကလိုက်လာတဲ့စူဟိုက ဆိုင်ကယ်စတန်းကနေသူ့ကိုစိုက်ကြည့်နေတဲ့ထဲကျုံကိုသတိထားမိသွားခဲ့ပါလေထဲကျုံကမျက်နှာလွှဲပြီးတော့မသိလို့နေလိုက်တဲ့အခါဆူကလည်းပြဿနာမရှာတော့ဘဲဒိုကြောင်နောက်ကိုပဲလိုက်သွားခဲ့ပါလေအဲဒါမှတော့ပါတီလက်ဆောက်ရဖြစ်လို့ဒိုကြောင်ကလည်းထုံးစံတိုင်းတောက်စားပျော်ပါဇော်လေးနဲ့အပီကဲဖို့အတွက်ကိုပြင်ဆင်နေပြီးပဲဖြစ်ပါလေဒိုကြောင်တို့ပါတီပေးတဲ့တင်းမောပေါ်ထဲကျုံကလည်းမသိမသာလိုက်သွားခဲ့ပြီးတော့တင်းမောပေါ်မှာဒိုကြောင်ရှိနေနိုင်တဲ့နေရာကိုအရင်ပတ်ရှာလိုက်ပါလေထဲကျုံရဲ့လှူရှားမှုတွေဆူဟာတင်းမောအပေါ်စီးကနေစောင့်ကြည့်နေဆိုတာကတော့ထဲကျုံနဲ့သတိမထားမိခဲ့ပါဘူး အဲ့လိုနဲ့သင်းမောရဲ့တနေရာရောက်မှာတော့ထဲကျွမ်းစော်လေးတွေကိုလိုင်ငန်းပြီးမူးစားပြုတ်နေတဲ့ဒိုရောက်နေထိတ်တိုက်တွေ့ခဲ့ပါတော့တယ်ထဲကျွမ်းကဒိုကြောင်မင်းမင်းချင်းဒေါသစိတ်ကိုထိမ့်ပြီးတော့စိတ်ကိုတင်းလိုက်ကဒိုကြောင်ပြောသမျှလည်းတတ်သိဖြစ်ယူဖို့မသိမသားနဲ့အတန်ဖန်းထားလိုက်ပါတယ်ဒိုကြောင်တော့တန်ငယ်ချင်းဖြစ်သူဇိုကသူ့နောက်ကိုလူတောက်လိုက်နေဆိုပြီးတော့အသီးလာပေးသွားခဲ့မယ်ထဲကျွမ်းဖြစ်နေပဲလို့မထင်ထားဘူးဆိုပြီးထဲကျွမ်းတဟီးထားနဲ့ရီးပြပြီးတော့နှုတ်ဆက်ကစောက်ဘောလုံးနေခဲ့ပါတယ်တိမ်ကြခင်မှာတော့ဇူရဲ့တပည့်ကိုလည်းရောက်လာခဲ့ကြပြီးတော့ထဲကျွမ်းကိုဝိုင်းထားလိုက်ကြပါတယ်အဲ့နောက်ထဲကျွမ်းကဒိုကြောင်ကိုကြည့်ပြီးတော့ ငါမင်းတို့နဲ့ထောင်ထဲမှာဘွားကိုပုတ်သူဆွေးမိနေရချိန်မှာမင်းကဘွားကိုဘလို့ဒီဖြတ်တန်းနေကြလဲဆိုပြီးတော့မေးလိုက်တော့ဒိုကရောင်လည်းဒီတော်တွင်ပါတီတက်လိုက်စုံနဲ့နှက်လိုက်ရက်တော့ရင်းစေးချရင်းနဲ့ပဲဘွားကိုတော်တော်လေးကိုကဲ့ကဲ့ကဲ့ဖြတ်တန်းနေကြရတာပါပဲဆိုပြီးတော့တနာစရာကောင်းတဲ့သူ့ဘွားလေးရဲ့အကြောင်းကိုပြောပြခဲ့ပါလိမ့်ထဲကျုံလည်းသူ့ရဲ့ဒေါသစိတ်ကိုထိမ့်ပြီးတော့မင်းချူနာအောင်ဆိုတဲ့မိန်းကလေးကိုမှတ်မိလားဆိုပြီးမေးလိုက်တော့ဒိုကရောင်ကထဲကျုံရဲ့စကားကိုဟားတိုက်လောင်ပြောင်လိုက်ပြီးပါလေမင်းကငါ့ကိုအဲ့ချူနာအောင်ကိုတတ်လိုက်တဲ့ကိစ္စတော့ နောင်တအနေနဲ့နေတိုင်းငိုယိုပြီးတော့အပြည့်ရှိစိတ်နဲ့အိမ်ပျော်နိုင်လို့ထင်နေရလားမင်းကငါ့ကိုအဲ့လိုဖြစ်စေချင်နေရမလားအဲ့ဒီကိစ္စနဲ့ပတ်သက်လို့အပြစ်တွေအားလုံးငါ့စာမင်းစီမှာပုံချပေးပြီလေကွာငါဘာဖြစ်နေရမှာလဲဆိုပြီးတော့ခွေးစကားနဲ့ဟောင်လိုက်ပါလေအဲတုံပြန်လိုက်ပါလေအဲ့ချိန်စူကိုရောက်လာပြီးတော့သူ့တပည့်တွေကိုချက်ပြလိုက်တဲ့အခါတပည့်တွေကလည်းထဲကျွန်းဝိုင်းပြီးတော့ပြင်းကြပါတော့တယ်ထဲကျွန်းစကေးတွေကြောင့်တပည့်တွေအားလုံးမှောက်သွားတဲ့အခါမှာတော့ဇိုးကဒိုကန်းကိုထဲမှာစောင့်နေကိုပြောလိုက်ပြီးတော့ထဲကျွန်းကိုသူကိုယ်တိုင်ဝင်ပြီးတော့ပြင်းပါတော့တယ် တရောင်းတပြန်တိုက်ခိုက်လို့ပြီးမှတော့စူဟာပဲအနိုင်ရရှိသွားခဲ့ပြီးထဲကျုံတစ်ချက်ကင်ပေါက်ပေးလိုက်ကအမိရဖမ်းဆီးနိုင်နိုင်ပါတော့တယ်ဓမ္မမတော်ယူအန်ကသူ့ဆွေမျိုးတွေရဲ့ဇာပနာပွဲကိုတက်ရောက်ဖို့အတွက်အဝိစားတွေရေးနေခဲ့ပါတယ်အဲအချိန်မှာအင်တော်ဒင်းရောက်လာပြီးတော့ယိုဟန်အတွက်အဝိစားတွေထုတ်ပေးလိုက်တော့ယိုဟန်ကကျွန်တော်ကလေးမဟုတ်တော့ပါဘူးလို့နောက်လိုက်ပြီးတော့အင်တော်ဒင်းကြီးနဲ့သူ့ဆွေမျိုးတွေပြဿနာဖြစ်ခဲ့ကြလားလို့မေးလိုက်ပါတယ်အင်တော်ဒင်းကသူမနဲ့ပြဿနာတက်ခဲ့တာမျိုးမဟုတ်ပဲနှစ်ပတ်လည်ညသာစားပွဲမှာမီးလောင်မွေးတစ်ခုဖြစ်ခဲ့တာပါလို့ဖြေလိုက်တဲ့အခါမှာတော့ ယွမ်လည်းဘာကိုဆိုလိုတာလဲဆိုတော့သဘောပေါက်သွားခဲ့ပါလိမ့်အဲ့ချိန်ယွမ်စီဒုံကြောင်ဖုန်းဆက်လာခဲ့ပြီးတော့ဘက်ထရီကျုံးဆွဲကောင်သူ့စီရောက်လာပြီးတော့တိုက်ခိုက်ခဲ့ကြောင်းနဲ့လက်ရှိမှာထရီကျုံးကိုဖမ်းဆီးထားလိုက်ပြီးဖြစ်ကြောင်းကိုပြောပြလာခဲ့ပါလိမ့်ယွမ်ကတော့ဒုံကြောင်စီထရီကျုံးရောက်သွားသူကတိုင်းပဲစီစဉ်ထားခဲ့တာမလို့တိတ်ပြီးတော့အံ့ဩမနေပဲအေးအဲ့ကောင်ရောက်လာဆိုရင်မင်းတို့နှစ်ကောင်တည်းကဘယ်ကောင်နိုင်ရသွားမလဲဆိုတာငါသိချင်နေပြီကွာဆိုပြီးတော့ပြန်ပြောလိုက်ပါလိမ့်ဒုံကြောင်တော့ဘယ်သူနိုင်မဲမနိုင်ဘူးကရေးမကြီးပဲထဲကျုံးကဘာကြောင့်သူရှိနေနေရအတိအကျကိုသိနေရလဲဆိုတာရန်ကိုသိချင်နေကြောင်းနဲ့ ခုလောက်ဆိုရင်ထဲကျုံးကိုသူ့လက်ထဲမှာပဲအပြတ်ရှင်းလို့ရပြီဖြစ်လို့ပြောထားတဲ့အတိုင်းယိုဟန်ကိုပေးထားတဲ့လှုပ်အားကကိုသူ့ဘန်အကောင်နဲ့လှမ်းထည့်ပေးလိုက်တော့ဆိုပြီးတော့ပြောလိုက်ပါတယ်။ယိုဟန်ကတော့ဆင်းပြောင်းလှုပ်ပြီးမယ်လို့ဒိုကျောင်းကိုပြန်ပြောပြီးတော့ဖုန်းချလိုက်ပေမယ့်ဖုန်းချပြီးချင်းမှာပဲဒီတိုင်းဆုံးသက်သွားရင်ပြင်းစရာကောင်းတာမလို့ဒိုကျောင်းနဲ့ထဲကျုံးတို့ကြားမှာဘာဆက်လုပ်ပေးအောင်မလဲဆိုတာကိုစဉ်းစားနေပြီဖြစ်ပါတယ်။အဲဒီမှာယိုဟန်ကသူ့ဆွေမျိုးတွေဘာဖြစ်သွားလဲဆိုပြီးအိန်တော်ရင်းကြီးကိုဆက်မေးလိုက်တော့အကြီးကျယ်မိလောင်မှုကြောင့်အသက်ရှင်ကျန်သူမရှိလောက်ကြောင်းနဲ့ခြေရလက်ရလဲကျန်ပါမဟုတ်ကြောင်းကို အင်တော်ဒိန်ကြီးကပြန်ပြီးတော့ပြောပြလိုက်တဲ့အခါယိုဟန်လဲကြားသမျှသတင်းထဲမှာဒီသတင်းကနဝင်းအချိုဆုံးပဲလို့ဆိုလိုက်ကာအယန်းကိုဝမ်းတာပီတီဂွန်းစီထိပြီးတော့ဂျေနတ်နေပါတော့တယ်။တပမလေးထဲကျုံးတယောက်တန်းအားများပြားနဲ့သတိရလာတဲ့အခါမှာခန်းတစ်ခုထဲမှာသူ့ကိုဖမ်းဆီးထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒိုကန်ကတော့ဈေးကွဲပြီးတော့စော်လေးနဲ့နှံ့နေရင်စော်လေးတွေကသူ့လိုမလိုက်ပေးလို့ဆိုပြီးတော့အခန်းထဲမှာပြဿနာတက်နေခဲ့ပါတယ်။ဇိုကလည်းတခြားခန်းတစ်ခုမှာတောက်စားပြော်ပိုင်းနဲ့သူ့ရဲ့မူရေးဆေးလုပ်ငန်းမှာ ရှေးအားများများထည့်ပေးမယ်အကောင့်ကြီးကြီးကိုစလဲတကောင်ကိုရှေးပြုစုပေးနေခဲ့ပါတယ်။တပတ်မှရုံရှိတို့သားပါလေးဘူဆန်ကိုရောက်လာခဲ့ဖြစ်ပြီးထဲကျုံအုံပြုနေတဲ့ဖုန်းရဲ့ location တွေကအတိုင်းထဲကျုံရှိတဲ့နေရာကိုလိုက်ရှာနေကြရပဲဖြစ်ပါတယ်။အဲဒီမှာပဲစုံတော်ဝန်တို့ကလည်းရဲရင်အားအများပြနေထဲကျုံကိုဖမ်းဆီးဖို့ရောက်လာခဲ့တာကြောင့်ရုံရှိတို့သားပါလေးလူစုခွဲပြီးတော့ထဲကျုံကိုအမြန်ရှာဖို့လုပ်ကြပါတော့တယ်။ရုံရှိကလေလေထားတဲ့နေရာဘက်ကိုထွက်သွားခဲ့ပြီးတော့ ONB ကတော့အစာအုပ်တစ်ခုတည်းဝင်လာခဲ့ပါတယ်။ခန်းထဲမှာမူယူကွဲပြဲနေကြတဲ့စူရိုးအုပ်စုလည်းအပြင်ကနေ ရဲကားချက်ပေးတံတွေကိုကြားလိုက်တာကြောင့်အပြင်ကုန်များထွက်ကြည့်လိုက်ပါလိမ့်အပြင်ဘက်မှာတော့စုံနောက်ပွန်ကအထဲဝင်ပြီးတော့ဆစ်ဆေးခြင်းကြောင်းပြောပေမဲ့ဇူဝဲလူတွေကဝင်ခွင့်မပေးတာကြောင့်စကားများနေကြပါလိမ့်အဲနောက်ဇူကိုရောက်လာပြီးတော့ဖြည့်ရှင်းချိန်မှာလဲဇူကအစာအုပ်တွေကိုဝင်ခွင့်မပေးဘူးလို့ပြောလာတဲ့အတွက်စုံနောက်ပွန်လည်းထဲကျွန်းတပ်ပုံထုတ်ပြပြီးတော့ပုံထဲကကောင်ရှာပြီးရင်ပြန်ထွက်မှာဖြစ်ကြောင်းနဲ့သူနဲ့သူမပူးပေါင်းပေးရင်ဘူးရဲ့ဂိုင်းကနာမည်ကြီးနေတဲ့ဇူကိုပါဆွဲစီပေးလိုက်မယ်ဆိုပြီးတော့ချင်းချောက်လိုက်တဲ့အတွက်ဇူတို့လည်းအထဲကိုဝင်ရှာဖို့ခွင့်ပြုပေးလိုက်ရပါတော့တယ် ဓမ္မမလေးဒိုကြောင်တောင်မူယူကွဲပြဲနေပြီးတော့သူပြောပါနဲ့မိန်းကလေးတွေကိုရိုက်နှက်နှိပ်စက်နေခဲ့ပါလေအဲနောက်ဒိုကြောင်အစိုးစီကိုဖုန်းဆက်ပြီးတော့အဲ့ညမှာပြောဖို့မကောင်းတော့တာကြောင့်အပြင်းမြေထဲကျုံးသွားပြင်းကျင်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါဇိုကတော့လောလောဆယ်ရဲဝင်ပြီးတော့ဆစ်ဆင်းနေတဲ့အတွက်အဲ့ဒီခန်းထဲမှာပဲခဏလောက်အေးဆေးနေမှရမယ်လို့ပြောလိုက်ပါလေဒိုကြောင်တော့ဇိုစကားနားမထောင်ပဲထဲကျုံးကိုတတ်ချင်တယ်ဆိုပြီးတော့မူမူယူနဲ့ခန်းထဲကနေထွက်လာပါတော့တယ်ဇုံနောက်ဝန်တို့ကလည်းအစာအုပ်ရဲ့ခန်းတွေအကုန်လုံးလိုက်ပြီးတော့ဆစ်ဆေးပေမယ့်ထဲကျုံးတော့မတွေ့ခဲ့ရပါဘဲ အကောင်ကြီးတွေနဲ့ဂျုံပစ်နေတဲ့စော်လေးတွေကိုသာတွေးလိုက်ရပါတယ်။ဓမ္မမလေးရုံးရှိကလေတွေထားတဲ့နေရာမှာထဲကျုံကိုကြားနိုင်ုံလောက်អော်ခေါ်ပြီးတော့အသေးအံလိုက်ရှာနေခဲ့ပါတယ်။အဲဒီချိန်မှာလေရစည်းရဲ့ပောက်ဝါမှာလုံကျုံကြီးနေထားပြီးတော့စောင့်ကြည့်ခိုင်းတာကြောင်းရုံးရှိလည်းအဲ့လေထဲမှာများရှိနေမလားဆိုပြီးတော့လုံကျုံကြီးလစ်တဲ့အချိန်မှာပဲအခွင့်အရာတော့မှာထဲကိုဝင်ဖို့လှုပ်လိုက်ပါတယ်။ဒိုကြောင်လည်းထဲကျုံကိုတတ်ဖို့တော့အခန်းထဲကနေထွက်လာနေဖြစ်ပြီးထဲကျုံရှိတဲ့နေရာကိုလာတဲ့လမ်းတစ်လျှောက်မှာလည်းတွေးသမျှလို့ဝင်တိုက်ပြီးတော့ပြဿနာတွေရှာလိုက်ပါသေးတယ်။ ထဲကျွမ်းလိုက်တဲ့အရီကြောင့်နာကျင်တဲ့ဂျားကနေပဲသူ့ကိုချုံနှောင်ထားတဲ့ဂျိုးတွေကိုဖြီးဖို့စူးစမ်းနေခဲ့ပါတယ်။ရုံးချက်ကလည်းထဲကျွမ်းရှိတဲ့လေဘက်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ခဏလောက်ကြာတဲ့ခါမှတော့ဒိုကြောင်းကလည်းထဲကျွမ်းကိုဖမ်းဆီးလာတဲ့လေထဲကိုရောက်လာခဲ့ဖြစ်ပြီးဝမ်သာအားနဲ့အထဲဝင်သွားချိန်မှာတော့ထဲကျွမ်းကိုမတွေ့ရပဲထဲကျွမ်းကိုတုတ်ချီထားတဲ့ဂျိုးပိုင်းစားတွေကိုသာတွေ့လိုက်ရတာကြောင့်ဒိုကြောင်းလည်းဒေါသငယ်ရိတ်တက်ဆောင်သွားခဲ့ပါတော့တယ်။တကယ်တော့ထဲကျွမ်းကိုအသိမကြခင်ကပဲရုံးချက်ကကဲထုတ်သွားခဲ့တာဖြစ်ပြီးတော့ရုံးချက်နဲ့ထဲကျွမ်းတို့နေရာကနေထွက်ပြေးဖို့လို့ လမ်းတနေရာရောက်မှပဲထောင်ဆောင်ရန်နဲ့ထပ်ပြီးတော့ဆုံးကြပြန်ပါလိမ့်ရုံးရှိကထောင်ဆောင်ရန်ကိုမြင်တော့အများထွက်ပြေးကြမယ်ဆိုပြီးတော့ထဲချုံကိုပြောလိုက်တာကြောင့်ထောင်ဆောင်ရန်လည်းအဲ့လိုလုံးရုံးရှိပါထောင်ထဲပြန်ဝင်ရမယ်ဆိုပြီးတော့ချင်းချောက်လိုက်ပါလိမ့်ထောင်ဆောင်ရန်ကထဲချုံမှာအပြစ်ကင်းတယ်ဆိုတော့သူလည်းသိပေမဲ့အခုလိုလုံးလို့တော့မဖြစ်တာမလို့သူနဲ့သာပြန်လိုက်ခဲ့ရင်အားလုံးကိုကူညီပေးပါမယ်ဆိုပြီးတော့ဖြောင်းပြနေကြတာကြောင့်ရုံးရှိကလည်းအဲ့လောက်ကူညီခြင်းသူတို့ဒီတိုင်းသာလွတ်ပေးလိုက်ပါလို့ပြောလိုက်ပြီးထဲချုံကိုတွဲခေါ်ကနေရာကနေထွက်လာဖို့လှုပ်လိုက်ပါလိမ့်အဲ့ဒီမှာစုံနှောင်းဝင်လည်းတစ်ဖက်ကနေရောက်လာခဲ့တာကြောင့်ရုံးရှိတို့လည်း လွတ်လန်းမရှိတော့ဘူးဆိုပြီးတော့စိတ်ညစ်နေချိန်မှာပဲအွန်ဘီရောက်လာပြီးတော့စုံတော့ဝန်ကိုမိသားစေဘူးနဲ့နောက်ကနေခပ်ပြင်းပြင်းလေးဝင်တီးပေးလိုက်ပါတော့တယ်။အဲနောက်ထွက်ပြေးဖို့လုံနေရုံရှိတို့ကိုထောင်ဆောင်ရန်ကဖမ်းဖို့လုံနေပြန်တာကြောင့်အွန်ဘီလည်းထောင်ဆောင်ရန်ကိုမှဆေးနဲ့ဖျန်းပေးပြီးတော့တောင်းသားနေရာကနေအမြန်လစ်လာလိုက်ရပါတော့တယ်။ရုံရှိတို့သားဖထဲကျုံလက်ရှိရောက်နေနေရာကနေခေါ်ထုတ်သွားချိန်မှာတော့ဒုတ်ရောင်းတောက်ထဲကျုံသေချာဆောင်ကြည့်မထားဘူးဆိုပြီးသူတပည့်တွေကိုတောင်းချမ်းနေခဲ့ပါတယ်။ထဲကျုံတို့တောင်းကားတော့စိုးပြန်မှုအချိန်လည်းမမီတော့တာကြောင့် ။အွန်ဘီယာမဲ့ဘူဆန်တငယ်ချင်းတယောက်စီမှာအကူအညီတောင်းပြီးတော့တဲကိုလိုက်ကြပါတော့တယ်။အွန်ဘီရဲ့တငယ်ချင်းအိမ်ကိုရောက်ချိန်မှာတော့ရုံးရှိရဲ့ကားကြီးကရုတ်တရက်ထပြတ်သွားတဲ့အတွက်တညနာတဲကိုကွင်းတော့ရာသွားပြီမဲ့နောက်မနက်စိုးကိုပြန်ဖို့ကအခက်တွေးကြရပြန်ပါလိမ့်။ခဏကြာတဲ့ခါမှာတော့ထဲကျုံးနဲ့တိုက်ခိုက်ထားတဲ့ဒန်အာရီနဲ့အရန်ပေမန်းနေခဲ့တာကြောင့်အစိုးရအိပ်ပျော်သွားခဲ့ပါလိမ့်။အဲဒီအိပ်ပျော်သွားတဲ့ထဲကျုံးအွန်ဘီကလာကြည့်ပေးခဲ့ပြီးတော့အွန်ဘီတငယ်ချင်းကလည်းထဲကျုံးနဲ့အွန်ဘီတို့ဘာဘာညာညာစမာကလာထိန်ပြီးတော့စနေခဲ့တာကြောင့်အွန်ဘီလည်းထိန်သူတွေရှောက်ပြောမနေနဲ့လို့ပြောပြီးတော့တငယ်ချင်းဖြစ်သူကိုထွားသွားခိုင်းလိုက်ပါလိမ့်။ နောက်မနက်ကိုရောက်တဲ့အခါမှာတော့ထဲဆုံးလဲအိယာနုံနုံချင်းဒုကြောင်ပြောတဲ့စကားတွေကိုအတန်ဖန်လာတဲ့အတန်ဖိုင်ကိုနားထောင်နေတဲ့အတော်လေးကိုကြေကွဲနေခဲ့ပါတယ်။တပတ်မှလည်းထောင်ဆောင်ရန်ကထဲဆုံးပေးထားတဲ့သဲလွန်စာကိုကြည့်ဖို့ဘူဆန်ကားကိတ်မှာရောက်နေခဲ့တာဖြစ်ပြီးတော့ထဲဆုံးပြောပြထားတဲ့နံပါတ်နဲ့လော်ကာတစ်ခုကိုဖွင့်လိုက်တဲ့အချိန်မှာတော့ထဲဆုံးကိုတရားစွဲဆိုထားတဲ့အမှုဖိုင်မှတ်တမ်းနဲ့ဘတ်ဒိုကြောင်ရဲ့ဓာတ်ပုံကိုတွေ့လိုက်ရပါတော့တယ်။အဲအချိန်ထောင်ဆောင်ရန်လည်းဓာတ်ပုံတွေကကောင်းကထဲဆုံးပြောသွားတဲ့တရားခံအစ်စ်ပဲဆိုတော့အတီးပြဖို့အတွက်ဘာဆက်လုပ်ရမလဲဆိုပြီးတော့စဉ်းစားရကြက်နေခဲ့ပါတယ်။ ။ဒါမှမဟုတ်လေအွန်ဘီကဖခင်ဖြစ်သူကိုကားဝက်ရှော့မှာသွားခေါ်မှာမလို့ဒီအိမ်မှာပဲနားနားနေနေနေလို့ရာသေးကြောင်းထဲကျုံကိုပြောနေခဲ့ပါလေ။အိုက်ခါထဲကျုံကရုတ်တရက်ကြီးအွန်ဘီကိုကျေးဇူးရမ်းတင်ကြောင်းကိုလေးလေးနက်နက်ကြီးပြောလာတဲ့အတွက်အွန်ဘီလည်းထဲကျုံနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတမျိုးလေးခံစားသွားခဲ့ရပါလေ။ပြောရမယ်ဆိုရင်ကြလိကြလိကွကြည့်ကွကြည့်လေးပေါ့။အဲဒါမှတော့အွန်ဘီလည်းရုံရှိကိုခေါ်ဖို့အတွက်ကားဝက်ရှော့ကိုရောက်လာခဲ့ပါလေ။ရုံးရှိကသမီးဖြစ်သူအဆောင်နေနဲ့ခြေသမီးလေးကြိုက်တတ်တဲ့မုတ်တွေဝယ်နေခဲ့ပါတယ်။မုတ်ရလာရုံးရှိလည်းအွန်ဘီစားဖို့ပေးလိုက်တဲ့အခါအွန်ဘီကရင်လုံးပေါက်ဆက်ပေါက်ဆက်တော့လုံးနေသေးပေမဲ့ သူအကျွေးတဲ့မုံကိုယူဆလိုက်တာကြောင့်ရုံးရှိလည်းအတော်လေးကျဉ်နဲ့နေခဲ့ပါလေ။အဲနောက်ရုံးရှိကထဲကျုံဘလို့မြင်လဲဆိုပြီးမေးလိုက်တော့အုံမီလည်းလူကောင်းတော့မဟုတ်ပေမဲ့လူဆိုးတယောက်လည်းမဟုတ်ပါဘူးလို့ပြန်ဖြေပြီးတော့ဒါဖာနှစ်ယောက်လည်း workshop ကနေပြန်လာခဲ့လိုက်ကြပါလေ။တပတ်မှလည်းဒိုကြောင်း CTV မှတ်တမ်းတွေကိုပြန်ကြည့်နေထဲကျုံကိုကဲထုတ်သွားတာဘယ်ကောင်လီလဲကွာဆိုပြီးပြောဆိုနေစူအိုးကိုမြန်လိုက်ရှာခိုင်းလိုက်ပါလေ။အဲနောက်ဒိုကြောင်းကတခုခုသတိရသွားတာကြောင့် UNC ကိုချက်ချင်းဖုန်းဆက်ပြီးသူ့ကိုပတ်စံပြန်ပန်းခြင်းလို့ထဲကျုံကိုသူ့စီကနေခိုးယူသွားတာလားဆိုပြီးတော့မေးလိုက်ပါလေ။ ယွမ်ကတော့ဒိုကျောင်းရဲ့စကားကိုရမ်းအံ့ဩနေခဲ့တာဖြစ်ပြီးတော့ထဲကျုံးမှာရင်းနှီးတဲ့သူတွေရှိနေပါပဲဘယ်သူတွေများဖြစ်နေမလဲဆိုပြီးတော့စိတ်ဝင်စားသွားပြန်ပါလေရုံရှိပြန်အောင်လာတဲ့ချိန်မှာတော့ထဲကျုံးကအကြောင်းဆုံးရှင်းပြပြီးသူ့မှုရဲ့တကယ်တရားခံဖြစ်တဲ့ဒိုကျောင်းရဲ့ပုံကိုထုတ်ပြခဲ့ပါလေအဲတော့ထဲကျုံးကသူကဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးနဲ့ပတ်သက်ပြီးတော့ဒိုကျောင်းစီမှာတောင်းပန်စကားလေးပဲဖြစ်ဖြစ်ကြားရင်ကျင်းတတ်ပါပြီလို့ပြောလိုက်ချိန်မှာတော့ရုံရှိလည်းထဲကျုံးတို့ရရန်အောင်စိတ်မကောင်းဖြစ်သွားခဲ့ရပြီးတော့ထဲကျုံးပြောသူဒိုကျောင်းဆိုတဲ့ကောင်သေးတာပေါ့တောင်းပန်စကားပြောလာစီရမယ်လို့ပြောလိုက်ပြီး အဲ့တော့လေထဲကျုံလိုအပ်သမျှအားလုံးကိုဘေးကနေကူညီပေးမယ်ဆိုပြီးတော့အားပေးလိုက်ပါလေညာဘက်ကိုရောက်ချိန်မှာတော့ဇိုကထဲကျုံကိုပြင်းဖို့အတွက်သူခေါ်ထားပေးတဲ့ထိတ်တန်းတိုက်ခိုက်သမားတွေနဲ့ဒိုကြောင်ကိုမိတ်ဆက်ပေးခဲ့ပါလေတိုက်ခိုက်သမားတွေကသူတို့ရဲ့စကေးကိုအစမ်းထုတ်ပြချိန်မှာတော့ဒိုကြောင်လည်းဒီတစ်ခါတော့ထဲကျုံတယောက်သေးတာပေါ့ရှော့စီရရမယ်ဆိုပြီးတော့သဘောတွေကျနေခဲ့ပါလေဒီဘက်မှာလည်းထဲကျုံကဒိုကြောင်ကိုသွေးသွေးဆပ်ဖို့မကြေသေးတာကြောင့်နောက်တစ်ခေါက်စုံလာတဲ့အပီဖြုတ်ဖို့အတွက်လက်နက်တစ်ခုကိုအသေးအတန်ပြင်ဆင်နေခဲ့ပါလိမ့်မနက်ကိုရောက်တဲ့အချိန်မှာဒိုကီယောင်းကသူရှိမဲ့နေရာနဲ့အချိန်ကိုဆိုရှယ်မှာတင်လိုက်ပြီ ထဲကျွန်းသူစီကိုရောက်လာဖို့အတွက်ငါစားချထားလိုက်ပါတယ်။ထဲကျွန်းကလည်းညာလုံးပေါက်ပြင်ဆင်ပြီးတော့ပြီးစီးသွားပြီဖြစ်တဲ့အတွက်သူ့ရဲ့လက်နက်ကိုစမ်းတက်ရင်းနဲ့ဒီခေါက်ပြန်ဆောင်ရင်တော့ဘတ်တူကြောင်ဆွဲကောင်အလုံးမပေးတော့ဆိုပြီးအသေးအံကျင်းွားနေတုံးပါပဲဇက်ကားကဒီနေရာမှာတခန်းရက်သွားခဲ့ပြန်ပါတယ်ခင်ဗျာ။โอเคပါဒီနေ့ဒီဆက်မောကတော့လောက်ပဲနောက်နေ့ဘိုင်းစာဒီမှာပြန်ပြီးတော့တွေ့ပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ